စကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမယောင်လိုင်းပါဝင်စစ်ဘုတ်ချုပ်ကြီးတွေနဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UC အဖွဲ့ဝင်တွေကိုအကြံပေးသမားတွေဖြစ်မြို့သားညင်ညူရေးအစိုးရအယူကြီးကနိုဝင်ဘာလ15ရက်ရက်စွဲနဲ့ကြေညာခဲ့ပါတယ်။အယူကြီးရဲ့အကြံဖက်တိုက်ဖြတ်ရေးဗဟုအဖွဲ့ဟာအကြံပေးတိုက်ဖြတ်ရေးဥပဒေပုံမှလျှောက်ပုံမှခွဲငှနဲ့ပုံမှခွန်နဲ့ပုံမှခွဲခပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးကပြည်တော်စုဆွေးရအဖွဲ့ရဲ့သဘောတူညီချက်ကြအဲ့ဒီအမိန့်ကြေညာစာကိုထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့စေအုပ်စုဟာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီစည်းဝေးကိုဥပဒေမဲ့ခေါ်ယူပြီးပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကိုမတရားဖမ်းဆီးပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တယ်လို့အယူကြီးကပြောပါတယ်။ဒါကြောင့်ဒုတိယသမ္မတဦးမြင့်ဆွေမြန်မာစစ်တပ်ကာကွယ်ရေးစေဦးစည်းချုပ်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်း ဒုတိယဘိုလ်ချုပ်မှုကြီးစိုးဝင်းဒုတိယဘိုလ်ချုပ်ကြီးစိန်ဝင်းဒုတိယဘိုလ်ချုပ်ကြီးစိုးထွန်းနဲ့ဒုတိယဘိုလ်ချုပ်ကြီးရဲအောင်နှုတ်ကိုအကြံဖတ်သမားအဖြစ်အညွှန်းကြီးကကြေညာခဲ့တာပါဒါအပြင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတိခွန်မြတ်ဘိုလ်ချုပ်ကြီးများထွန်းဦးဒုတိယဘိုလ်ချုပ်ကြီးထွန်းထွန်းတော်ဦးနာမောင်လင်းဦးတန်းဆွေဦးဟင်ရီပင်ရှိယူဒုတိယဘိုလ်ချုပ်ကြီးအောင်လင်းတွေဒုတိယဘိုလ်ချုပ်ကြီးရဲဝင်းဦးဒေါက်တာတီရာဦးဘိုလ်ချုပ်ကြီးတင်အောင်ဆန်းဘိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ကိုလည်းအကြံဖက်သမားတွေအဖြစ်အယူကြီးကကြေညာထားပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့တဲ့အစိုးရအဖွဲ့အစစရဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UC ကလည်းအကြံဖက်အဖွဲ့စည်းလို့ဆိုကာအစိုးရကော်မရှင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ဦးသိန်းစိုးဦးကျော်ဦးအောင်စောဝင်းဦးတန်းဝင်းဦးစောဘလိုင်းဦးစိုးဦးဦးအောင်မိုးမြင့်ဦးအောင်လင်ဦးဦးတန်းစိုးဦးပရန်ချောင်းဦးမြင့်ဦးဦးခင်မောင်ဦးဒေါ်နုမြဆန်း ်ဦးမြင့်သိန်းဒေါက်တာဘမောင်ဦးကိုလွင်ဦးမမင်ဦးဦးတန်းအောင်ကျော်ဦးခင်စောဦးမျိုးလိုင်ဦးတန်းထွတ်သိန်းဦးတင်ဆွေဝင်းနဲ့ဦးအောင်မြင့်လွင်တို့ကိုလည်းအကျန်းဖက်တမားပြားအဖြစ်အယူကြီးကထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါကြောင့်အယူကြီးအကျန်းဖက်တိုက်ဖြတ်ရေးဘို့အဖွဲ့အနေနဲ့ဥပဒေအရအေးအေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့တော်လိုင်းရင်အားစုတွေနဲ့ပြည်သူလူထုကလည်းပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်းအယူကြီးကတိုက်တွန်းထားပါတယ်ခင်ဗျာ။